အဲနောက်တစ်ခုကတော့နိုင်ငံသားတိုင်းခံစား권ရှိသောတိုးတက်ကြီးပွားမှုကိုရရှိရန် ရေရှည်တည်တံ့သောလူမှုစီးပွားရေးစနစ်ဖြစ်ပေါ်ရေး။နောက်နိုင်ငံသားတိုင်းတရားမျှတသောဥပဒေ၏အကာအကွယ်ကိုဒန်းတူခန်းစားနိုင်ရေး။နောက်ပထမအဆင့်ကတော့ဥပဒေတွေတရားမျှတဖို့လိုပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့လွှတ်တော်တွေကဥပဒေတွေကိုကြည့်ပြီးတော့မှဒါအဲပြင်းတဲ့နာပြင်းဖြတ်တဲ့နာဖြက်ဖြည့်တဲ့နာဖြည့်ပေါ့နော်စသဖြင့်အစ်စ်ရေးဆွဲတဲ့နာရေးဆွဲပေါ့နော်စသဖြင့်ဒါတွေကိုလွှတ်တော်ကနေပြီးတော့မှဥပဒေပြုအာဏာနဲ့ဆောင်ရွက်ကြရမှာဖြစ်ပါတယ်ရှင့် အဲအဲ့ဒါမှတစ်ချိန်မှာဒီဥပဒေတိုင်းကတရားမျှတပြီးတော့မှနိုင်ငံသားတိုင်းကလည်းတရားမျှတတဲ့ဥပဒေရဲ့အကာအကွယ်ကိုတန်းတူခန်းစားပိုင်ခွင့်ကိုကျမတို့ပေးနိုင်မှာဖြစ်ပါတယ်ရှင်။အဲ့ဒါတော့တရားမျှတမှုဖြစ်ပါတယ်။ဒါမိသားစုထဲမှာတောင်သားသမီးအချင်းချင်းဟိုတရားမျှတမှုမရှိဘူးဆိုလို့ရှင်မိဘအောင်မချိနှက်တာရှိသေးတာပဲပေါ့နော်။ဆိုလို့ရှင်တိုင်းပြည်မှာလည်းဒီအစိုးရနဲ့ပဲအစိုးရပဲဖြစ်ဖြစ်ပါရှင်။အစိုးရနဲ့ပြည်သူလူထုကြားထဲမှာလည်းကျမတို့အစိုးရအနေဥပဒေတွေနဲ့အုပ်ချုပ်တဲ့နေရာမှာဒီဥပဒေတွေကတရားမျှတမှုရှိဖို့ ုလိုအပ်တာဖြစ်ပါတယ်ရှင်ပြီးလို့ရှိရင်နိုင်ငံသားတိုင်းကလည်းတရားမျှတတဲ့ဥပဒေတွေရဲ့အကာအကွယ်ကိုဟိုဟိုတာတူညီမျှစွာဒန်းတူခံစားနိုင်တာဖြစ်ပါတယ်ရှင်ခံစားနိုင်ဖို့ဖြစ်ပါတယ်ရှင်အဲနောက်တစ်ခုကတော့နံပါတ်5ပါရှင်တာဝန်ယူမှုတာဝန်ခံမှုပါအဲကျမတို့ကပြည်သူဘာနာနဲ့တယံစာတများကိုပြည်သူအကျိုးအတွက်တာဝန်ယူမှုတာဝန်ခံမှုဖြင့်စီမံခန့်ခွဲသောအစိုးရတရားဖြစ်ပေါ်ရေးပေါ့နော်အဲကျမတို့အစိုးရတွေဆိုတာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ပိုင်ပြီးတော့ပိုင်ပြီးတော့မှနိုင်ငံတော်ရဲ့နိုင်ငံတော်ကရှိတဲ့အရင်းမြစ်တွေကိုစီမံခန့်ခွဲရတာဖြစ်ပါတယ်။အဲ့လိုစီမံခန့်ခွဲတဲ့အချိန်မှာတော့ပြည်သူဗန္ဒာစီမံခန့်ခွဲရတယ်။တော့ပြည်သူအများစုပေါင်းပိုင်ဆိုင်တဲ့နိုင်ငံတော်ကရှိတဲ့တယံဇာတတွေစီမံခန့်ခွဲတဲ့အချိန်မှာပြည်သူအကျိုးအတွက်ကိုတာဝန်ယူမှုတာဝန်ခံမှုနဲ့စီမံခန့်ခွဲတဲ့အစိုးရတွေဖြစ်ပေါ်ရေးပါရှင်။ဘယ်အစိုးရပဲတက်တက်ပါဘယ်အစိုးရပဲတက်တက်ကျွန်တော်တို့ကဒါတွေကိုအဲဒါတွေကိုဒီအစိုးရတိုင်းကပေါ့နော်တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့ အဆိုးရဖြစ်စေချင်ပေါ်ပေါက်စေချင်တာဖြစ်ပါရဲ့ရှင့်နောက်တစ်ခုကတော့ပြည်သူစန္ဒာနှင့်ရွေးကောက်ပွဲဂရီကိုအများကိုတာဝန်ကျေပွန်စွာအကောင့်ထက်ဖော်နိုင်သောအဆိုးရတရဖြစ်ပေါ်ရေးပေါ်ရှင့်တော့ကျမတို့နော်အခုဆိုလို့ရှိရင်ဒါရွေးကောက်ပွဲအထွေထွေရွေးကောက်ပွဲပေါ့နော်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာဆိုလို့ရှိရင်အဲကျွန်တော်တို့ပြည်သူကနေမဲဆန္ဒပေးပြီးတော့မှာအပြည်သူကရွေးချယ်လိုက်တဲ့ရွေးကောက်ခံကိုယ်စားလှယ်တွေလွှတ်တော်ထဲရောက်မယ်။နောက်လွှတ်တော်ကနေပြီးတော့မှာကျွန်တော်တို့ကအာ ကျမတို့အစိုးရဖွဲ့စည်းတာတွေလုပ်မယ်ပေါ့နော်အဲ့လိုလုပ်တဲ့အချိန်မှာအဲ့လိုလုပ်တဲ့အချိန်မှာအဒီလူတိုင်းလူတိုင်းကဒီဒီနိုင်ငံရေးနိုင်ငံရေးပါတီတွေတိုင်းကပေါ့နော်ဘာပဲဖြစ်ဖြစ်အဲဒီအဲရွေးကောက်ပွဲဂရီကော့တွေပေးကြတာပေါ့ရှင်ဒီ ဂရီကုတ်တွေပေးတဲ့အတိုင်းပဲဆောင်ရွက်နိုင်တဲ့အစိုးရတရဖြစ်ပေါ်ရေးပေါ့နော်ဆိုလို့ရှိရင်မဲတောင်းစင်တုံးကတော့ဒါဆန္ဒမဲခံယူစင်တုံးကတော့တော့ပြည်သူလူထုထံမဲဆန္ဒရှင်ပြည်သူလူထုစီကနေပြီးတော့မဲတောင်းတုံးကတော့ကျမတို့ပါတီအနေနဲ့ဂရီကုတ်တွေပေးပြီးတော့မှနိုင်ငံရေးပါတီတွေကဂရီကုတ်တွေပေးထားတယ်ကိုအစိုးရဖြစ်သွားတဲ့အချိန်မှာဒီဂရီကုတ်တွေကိုမဆောင်ရွက်နိုင်တာဂရီကုတ်နဲ့တွေ့ဖက်ပြီးဆောင်ရွက်တာပေါ့နော်ဒါမျိုးတွေမဖြစ်ပေါ်စေရေးပေါ့နော်ဒါလေးကတာဝန်ယူမှုတာဝန်ခံမှုရှိတဲ့အစိုးရတရဖြစ်ပေါ်ဖို့ဖြစ်ပါတယ်ရှင့် ။နောက်နံပါတ်6ချက်ကတော့တစ္ဆာရှိမှုပါရှင့်။ကျမတို့ပါတီရဲ့စံတန်မိုးဖြစ်တယ်။သို့တော်လည်းပါတီကိုဘယ်သူကိုတစ္ဆာရှိရမှာလဲ။ဆိုလို့ရှိရင်နိုင်ငံတော်နဲ့နိုင်ငံသားများပေါ်တစ္ဆာစောင့်ထည့်ရမှာဖြစ်ပါရှင့်။ကျမတို့ပါတီကိုယ်တိုင် ပေါ့နော်။ကျမတို့ပါတီကိုယ်တိုင်ဒီပါတီသည် ဒီနိုင်ငံသားတွေပေါ့နော်နိုင်ငံအရေးကိုဆောင်ရွက်ချင်ကြတဲ့နိုင်ငံသူနိုင်ငံသားတွေအတွက်ကိုနိုင်ငံရေးဆောင်ရွက်လို့ရအောင်နိုင်ငံအရေးဆောင်ရွက်လို့ရအောင်နိုင်ငံရေးစင်ကြံအနေနဲ့ကျွန်တော်တို့တည်ထောင်ထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့နိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားများပေါ်တစ္ဆာဆောင်ထိန်ချင်း စောင့်ထိန်ရမှာဖြစ်ပါတယ်အဲ့လိုစောင့်ထိန်ခြင်းဖြင့်စီးလုံးညီညွတ်တဲ့လူအဖွဲ့အစည်းတရားပေါ့နော်နိုင်ငံသားတိုင်းပေါ့နော်ပါတီတွေ꿰ရင်လဲ꿰မယ်နိုင်ငံသားတိုင်းဟာနိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားတွေပေါ့တစ္ဆာရှိမယ်ဆိုလို့ရှိရင်လူတိုင်းလူတိုင်းရဲ့အဲဒီဟာပေါ့လူတိုင်းလူတိုင်းမှာစီးလုံးညီညွတ်မှုတွေရှိနေမှာဖြစ်ဖြစ်ပါတယ်ရှင်ဒီဒီလူအဖွဲ့အစည်းတွဲမှာပေါ့နော်မြန်မာလူအဖွဲ့အစည်းတွဲမှာကျွန်တော်တို့စီးလုံးညီညွတ်မှုတွေရှိနေမှာဖြစ်ပါတယ်ရှင်အဲ့ဒါကြောင့်မို့တစ္ဆာရှိမှုဆိုတဲ့အချိန်မှာ တစ္ဆာရှိမှုဆိုတဲ့အကိစ္စဟာပေါ့နော်လူတူဦးတယောက်ကိုအဖွဲ့အစည်းတစ်ခုကိုတစ္ဆာရှိဖို့မဟုတ်ဘဲနဲ့နိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားတွေကိုကိုတစ္ဆာရှိရမှာဖြစ်ပါတယ်ရှင်။နောက်တစ်ခုကတော့အပြန်လန်လေးစားမှုပါရှင်။ဆိုလို့ရှိရင်လူကုံတိတ်ခါနဲ့ဒါကျမတို့နောက်ဆုံးပေါ့နော်ပါတီရဲ့စန်တာမိုးနောက်ဆုံးတော့ကျမတို့ကျင်းဝတ်တိတ်ခါထဲမှာလဲကျမတို့ထည့်ထားပါတယ်ပါတီဝင်တဦးချင်း လိုက်နာရမယ်ကြင်ကြံရမယ်ကျင့်ဝတ်ထဲမှာလဲဒီအပြန်လှန်လေးစားမှုထည့်ထားတယ်လို့ပဲအဲကျွန်တော်တို့ပါတီရဲ့စံတန်ဘုံမှာလဲအပြန်လှန်လေးစားမှုထည့်ထားပါတယ်လူခုံတိတ်ခါနဲ့အညီအပြန်လှန်လေးစားခြင်းဖြင့်ချစ်ချည်ရင်းနှီးသောလူအဖွဲ့အစည်းတရားဖြစ်တည်ရေးပေါ့နော်ဆိုလို့ရှိရင်မောင်နှမချင်းနော်အကြီးနဲ့အငယ်ပဲဖြစ်ဖြစ်နော်လုပ်ငန်းခွင်မှာအလုံးလုပ်ငန်းခွင်မှာပေါ့နော်ကိုယ့်ရဲ့အထက်လူကြီးနဲ့အဲဒီဒီ ဒီဟိုဟာပေါ့ရှင်ဒီဝန်ထမ်းမဲ့ဖြစ်ဖြစ်ပေါ့နော်ကျမတို့ကအပြန်လန်လေးစားခြင်းအပြင်ချစ်ချည်ရင်းနှီးတဲ့အဖွဲ့အစည်းတရဖြစ်မှာဖြစ်ပါရဲ့ရှင်မိသားစုဆိုလို့လည်းချစ်ချည်ရင်းနှီးတဲ့မိသားစုအအဖွဲ့အစည်းတွေဆိုလို့ရှိရင်လည်းချစ်ချည်ရင်းနှီးတဲ့အဖွဲ့အစည်းပေါ့နော်လူအဖွဲ့အစည်းလို့ပြောလို့ရှိရင်လည်းတယောက်နဲ့တယောက်အပြန်လန်လေးစားပြီးတော့မှလူကုံတိတ်ခံတဲ့အညီအပြန်လန်လေးစားပြီးတော့မှချစ်ချည်ရင်းနှီးတဲ့လူအဖွဲ့အစည်းတရဖြစ်တည်ရေးအတွက်ကိုကျမတို့ပါတီရဲ့စံတန်ဖို့အနေနဲ့တတ်မှတ်ထားတာဖြစ်ပါရဲ့ရှင် thank you Ki du